ပါခင်ဗျာဒီနေ့စင်ကတော့ departing to chair ဖြစ်ခဲ့တဲ့သတင်းတွေကိုပြန်လည်ဆွေးနွေးတုံ့သက်တင်ဆက်ပေးမယ် DBB weekly news တိုင်းကျအစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်ကိုတော့ကျွန်တော်ပီတာအောင်နဲ့အတူ DBB ကဝိုင်းတင်သမားတွေဖြစ်တဲ့ဦးမောင်တူကိုတောင်ဝထွန်းနဲ့ကိုပြည့်စုံတို့ကတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီသတင်းဘက်မှာအထူးခြားတဲ့သတင်းဖြစ်စဉ်တွေကတော့စကိုင်းငလင်ကြီးလောက်ကခဲ့တာတလားပြစ်သွားပြီဖြစ်ပေမဲ့ငလင်ဘေးတင့်ပြီးသူတွေအကူညီမရလို့ယာယီတဲရီမှာပဲဆက်နေနေကြပြီးတော့ပြည်လဲတော်တော်ရေးတွေမလုပ်နိုင်သေးတဲ့သတင်းအင်းလေးဒေတာမှာမိုးတက်လေပြီးနေကြပြီးတော့ ငလင်ဘေးတင်ပြည်သူတွေရဲ့ယာယီတဲတွေပြည့်စည်ခဲ့တာနဲ့မလေးတိုင်းမကွေးတိုင်းကရှိပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာလူရပိုင်းတွေအတွက်မှာလျှက်တပြည့်ရေးကြည့်မယ်လို့မိုးစလာကသတိပေးထားတာရှိပါတယ်။နောက်ငလင်လောက်ခတ်ခဲ့တဲ့ဒေသတွေမှာလူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေဘေးကင်းလုံခြုံစွာတားဆီးမရှိလောက်ဆောင်နိုင်မှုအတွက်အပြစ်ခတ်ရဲစေးတတန်းထပ်တိုးဖို့အာဆီယံလက်ကျောက်ဥက္ကဋ္ဌမလေးရှားနိုင်ငံကစစ်ကောင်စီကိုရော UNG ဆိုတာကိုပါတိုက်တွန်းတောက်ဆိုလိုက်တာရှိပါတယ်။ချိန်ထဲမှာပဲမလေးရှားဝန်ကြီးချုပ်ကအာဆီယံဒေသတွင်းနိုင်ငံတွေကခေါင်းဆောင်တချို့နဲ့ တယ်လီဖုန်းနဲ့ဆက်တယ်ဆွေးနွေးရမှာမြန်မာရေးကိုလည်းထက်တင်ဆွေးနွေးသွားတာရှိပါတယ်။အောင်မြန်မာစစ်တပ်ဟာအင်္ဂလိပ်ဘေးကူညီတွေကိုလည်းတပွဲအသုံးချနေတယ်လို့နျူကလ িয়ার နည်းပညာကိုလည်းလူတက်လက်နဲ့အပြည့်အသုံးပြုနိုင်တယ်ဆိုပြီးတော့အမှတမကြီးဦးကျော်မတော်ကကလပ်သမဂ္ဂမှာပြောကြားခဲ့တာရှိပါတယ်။နောက်စကိုင်းတိုင်းကလေးမျိုးနဲ့ကမ်ဘလူးကွေးတိုင်းပဲစင်ပေါင်းဝဲအကူတိုင်းမင်းလာမျိုးနဲ့ချင်းပြည်နယ်ပမော်ပါကက်ရှမ်းပြည်နယ်နောက်ချိုးနယ်အမူပြေပြည်ပြည်နယ်တင်းလိုက်တိုင်းဒေသကြီးတွေမှာ ိုက်ပွဲတွေစတိုက်ဖြစ်ပွားနေပြီးတော့လေချောင်းတိုက်ခတ်မှုတွေကလည်းအဆက်မပြတ်ရှိနေပါတယ်။နောက်ဒီရှမ်းပြည်တိုးတက်ပါတီရှမ်းပြည်တက်မှုတော့ SSPP နဲ့ MND ကိုကိုင်တက်တွေကြာရုံးစံကတ်တိုးချိတ်ရိုင်းနေဖက်စီရာတွေစီးရင်တိမှမှုတွေရှိနေတာကြောင့်တစ်ဖက်ကိုအစင်းကောင်းဆောင်တွေတွေ့ဆုံဖြစ်ချင်းကြဖို့ရှိနေတဲ့သတင်းတွေရှိပါတယ်။အခုကနိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ရန်ကုန်မြို့တက်ကတော်ဤတာလန်ချမ်းမတ်54နေကိုရောင်းချဖို့စလုတ်တချိန်လီလန်ပွဲကတော့လီလန်ဆွဲသူမရှိလို့ပွဲပြတ်သွားတဲ့သတင်း။နောက်မြေလတ်တန်သတင်းတော့ ိုတန်ထိုင်မြင့်ကိုစစ်ကောင်စီကထောင်နဲ့၅နှစ်ထပ်ပြီးတော့ချမှတ်လိုက်တဲ့တွင်နောက်ဒီမှာပြည်တွင်းမှာအခြေခံလို့တမားရရဲ့နိုင်စုံလို့ကာလတာကိုတရက်ကျန်တောင်ထိတိုးမြင့်ပေးသွားဖို့ကမ္ဘာလို့တမားနေမီလေးနေမှာလူတမားဖွဲ့တွေကတောင်းဆိုခဲ့တဲ့တွင်နေရှိပါတယ်နောက်စီးပွားရေးတွင်တဲ့မှာတော့ဒီမှာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက်တနေ့တစ်နေ့ကြာဆင်းလာတဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကအခုပြီးခဲ့တဲ့မလာ30ရက်နေ့မှာကုဆုံးနဲ့2024 25ပန်းနာနေ့မှာတော့စုစုပေါင်းအမေရိကန်ဒေါ်လာတန်ပေါင်း 6690ပဲဝင်ရောက်ခဲ့တဲ့တွင် ရှိပါတယ်။နောက်ပြောရတိုင်းမှာတော့နီလန်းစာတပိတ်တာကိုချက်6650အထိစာချိန်တင်မြင့်တက်သွားတာနဲ့မြန်မာပဲစီကွက်မှာတော့ပဲစင်းကုန်စီတွေကြံကာလနောက်ပိုင်းတွေစတိုက်ကျစနေတာရှိပါတယ်။နောက်နိုင်ငံအသင်းတွေဘက်မှာတော့ဘုန်းနဲ့ transfer တက်လာပြီးပထမရက်တည်းအတွင်းမှာနိုင်ငံတကာနဲ့ကွန်စီအချက်ကောက်ကံမှုစီးပွားရေးပြဿနာတွေကြုံခဲ့ရတာရှိလို့ပြည်တွင်းမှာလည်းတရားစွဲဆွေမှုပေါင်း200ကျော်ကိုရင်ဆိုင်နေရတဲ့တွင်နောက်ကနေဒါရေကောက်ဘက်မှာတော့လက်ရှိဝန်ကြီးချုပ် မက်ကန်နီဥဆောင်တဲ့ Liberal Party ကနိုင်ရသွားတာနဲ့ကနေဒါနိုင်ငံမှာကျင်းပတဲ့ဒီ flip ပိုင်းပွဲတော်တစ်ခုမှာလူအုပ်တဲကိုကားနဲ့ဝင်တိုက်လို့လူတွေတေဆုံးနိုင်ရရှိခဲ့တာရှိပါတယ်။နောက် Iran စစ်ကမ်းမှာတော့တံငွေတိုင်ကြီးစေယုံကြီးပောက်ကွဲလို့လူတွေ40လောက်တေဆုံးပြီးတော့တောင်ထဲချီနိုင်ရရှိခဲ့တာရှိပါတယ်။နောက်ကက်ရှမီးယားတိုက်ခတ်မှုပြီးမှာတော့အိန္ဒိယနဲ့ပါကစ္စတန်ကြားဒိမမှုတွေမြင့်တက်လာတဲ့တင်း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 ကတော့ဒီတစ်ပတ်ကမ္ဘာသတင်းဆမ်မီနာတွေမှာမြင်တွေ့ရပါတယ်။ တော့ပမာဆုံးနေနဲ့ငလင်ဘေးသတင်းတွေပဲဆက်လိုက်ရှင်ပါတယ်မလာဆက်ရှင်လေးကစကိုင်းကိုဝိုးပြူပြီးလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးလောက်ခတ်ခဲ့တာအခုဆိုရင်အချိန်တလကျော်ရှိပြီပေါ့နော်လက်ရှိငလင်ဘေးသတင်းပြည်သူတွေရဲ့အခြေအနေဘယ်လိုရှိလဲဥမာတို့အရင်ဆုံးတုံ့တက်ပြတ်ပါပြပါလားခင်ဗျာတချင်းလေးဆိုပြရမလို့ဖြစ်နေတာပေါ့တလပြည့်တလကျော်လာပြီနော်ဟိုဝမ်းနေစရာကောင်းလာစွာတွေ့မြင်ရတာဆိုတာကိုထွန်းရွှေတချင်းလို့ပေါ့နော်မိုးကလည်းကြာတော့မယ်လမ်းမပေါ်မှာလည်းလူအုပ်ကြီးတွေကဖြစ်တယ်လို့တဲထိုးပြီးတော့နေထိုင်ရတော့ အဲ့ဒီအိမ်တွေမှာတိုးဝိနေရာတို့ဘုံကျောင်းတွေမှာကတ်နေရာတို့ပေါ့နော်အမိုးကာတွေလိုအပ်နေတယ်မိုးကရွာတော့မယ်အဲဒီအုတ်ချုပ်တဲ့သူကလည်းကောင်းကောင်းမကူပရာဟိတတွေဝင်လာလို့လဲတားရယ်ပိတ်ပင်တယ်အဲဒီတိုင်းသာသွားမယ်ဆိုရင်တော့မိုးကျလာမယ့်အချိန်ဒီမှာတော့တော်တော်ဆူရင်ကျရဖြစ်တဲ့အချိန်နေလို့ဒီတလားပြေမှာတော့တလားအကျော်မှာတော့သုံးတက်နေကြတာပေါ့နော်ဆိုတော့ဟိုဒီ video tv ရဲ့ program တွေလောက်ကြတော့ ဘယ်လိုခေါ်မလဲဒီပြန်လဲနိုးထနိုင်ပြီလားအဲဒီတိဆောက်ကြီးပြန်လဲတိဆောက်ကြီးလုံးနိုင်ပြီလားဆိုတော့ဘာမှမလုံးနိုင်သေးတဲ့အပြင်လေအခုလိုက်ပြီးတော့ကျွန်တော်တို့စုံစမ်းမေးမြန်းတဲ့အခါမှာဒါဒီနေပြည်တော်လူနေရာမျိုးမှလည်းမရှိဘူးဒီမန္တလေးစကိုင်းဒီဒီလိုနေရာမျိုးတွေဗမင်းနေရာတွေပဲဖြစ်ပြီပေါ့နော်ငလင်းအဓိကနေရာတွေမှာလည်းကုညီကယ်ရေးရတာသူဒီအားရလောက်စရာကိုမရှိဘူးပေါ့နော်တချို့နေရာတွေမှာရှိဝင်တဲ့ တချို့လုံးဝလုံးဝကိုတလကျော်လည်းဒီမရောက်တဲ့နေရာလေးလည်းအများကြီးပဲလူတွေကအော်နေကြတယ်အဲ့ခါကျတော့အကူကြီးတွေမရောက်ဘူးဟိုနောက်ဆုံးစကားသံထွက်လာတာဘာလဲဆိုတော့ဟိုနိုင်ငံတကာလှူတဲ့သူတွေကလည်းစစ်ကောင်စီကိုတိုက်ရိုက်မပေးဘူးဖြစ်တဲ့နေရာတွေကိုတိုက်ရိုက်သွားမယ်ဆိုတဲ့အတန်လေးပေါ့နော်ဩစတြေးလျအစိုးရသွားရင်လည်းဒီအတန်ပဲဗြိတိန်အစိုးရလှူရင်လည်းဒီအတန်ပဲအဲ့လိုမျိုးတွေတော်တော်များများဖြစ်နေတဲ့အခြေအနေဆိုတော့ဒါတော့သဘောပေါက်လောက်ပါတယ်နော်ဒီအုပ်ချုပ်တဲ့သူကလည်းဘလို့မှဒီကိစ္စကိုမလုပ်နိုင်ဘူးဝေဖန်နေကြတာကတော့ဟိုသူတို့ကလည်းစီရေးရပါလေ နေမီတော်များဆုံးရှုံးထားတော့စီးရေးမှလည်းသူကနေမီတွေဆုံးရှုံးတဲ့အညီအာယုံဆိုင်ရတယ်။ဒီငလင်းဘေးမှလည်းသူတို့29ရက်နေ့စီးရေးပြမှလူတွေကလည်းမန္တလေးဒီနေပြည်တော်မပြောင်းခင်မှာကိုငလင်းကြီးကလှုပ်လိုက်တာ哦။အဲ့မှာလည်းတေကြကြေကြနေပြည်တော်ကြီးဒီပင်လင်း80ရာခိုင်နှုန်းပြတ်တယ်ဆိုတဲ့ခါကျတော့ဟိုတည်ဆုံးတာတွေကစစ်တပ်ထက်မှလည်းများတယ်။သူတို့မထုတ်တာမထုတ်ပြန်တာပေါ့နော်။အဲ့တော့ကလပ်ပြေးမှနေကုန်းချုပ်မယ်ဆိုရင်ကျွန်တော်တို့ DBP ကစုံစမ်းချက်ရရဆိုရင်တော့လူတွေ၄400 လောက်တည်သွားပြီးကြော်လွန်ကြော်လာပြီးပေါ့နော်ထိခိုက်တန်ရာ1000နဲ့1000ဘေးသင်းတဲ့လူကအာ2သိန်းဝန်းကျင်အဲဒီလိုမျိုးစောင်းအောင်ပြတ်တာလဲထောင်နဲ့9000ကျော်အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်အခုတလားပြည်မှာစောစောပြောသလိုအမိုးတွေအကာတွေစီးဝါတွေအစားအသောက်တွေပေါ့နော်အဒါတွေကလိုအပ်နေသေးပဲအချင်းนี่ကျွန်တော်ညီကုန်ချုပ်လို့ရတယ်အပူပူပူဆိုးနေတာကဟိုတေချာမလုပ်တဲ့ခါကျတော့နိုင်ငံတကာအကူအညီတွေကိုလည်း ကတ်တက်နေတဲ့အခါကျတော့ပရာဟိတတွေကိုလည်းဖမ်းဆီးနေတယ်ဒီဇင်းနေဘုံကျဲတုံးစစ်ကလည်းဖြစ်တုံးစိုးစစ်တွေလည်းလုတုံးပရာဟိတသမားတွေကိုလူငယ်တွေကိုဖမ်းစစ်တဲထဲတုံးဆိုတော့ဘယ်သူမှလွတ်လပ်မကူညီနိုင်ဘူးဒီအုပ်ချုပ်သူကိုယ်တိုင်လည်းမကူညီအဲ့အနေထားဖြစ်တဲ့အခါကျတော့အချိန်နဲ့အရန်ဆိုးနေတယ်လူတာရက်တာတွေအကုန်စင်းနှုံးတွေတက်တာတွေနောက်ဆုံးမောမန္တလေးဘက်မှာဆိုရင်စကိုင်းဘက်မှာဆိုရင်လမ်းဘေးမှာဆုအိတ်နေကြရင်ကဒီအဆောင်တစ်ခုထဲမှာဆုနေနေကြရင်ကဝင်ခိုးတာလူတာရက်တာတွေ ਨੇ လူတွေကလေဟို ဘလို့ကောင်းမလဲစစ်တပ်ကမလုပ်ပြီးတော့ဟိုစကင်းဆောင်နေကြညဘက်ဆိုရင်လေဝင်ခိုးတာဝင်လူတာဆိုကြီးလန့်စာစားအပြင်ကိုထပ်ပြီးကြီးလန့်စာစားပေါ့နော်အဲ့အနေထားတွေနဲ့အကူကြီးတွေလိုအပ်စေအနေထားတွေနဲ့စိုးစိုးဝါးဝါးစိုးစိုးပြောလို့ငိုကြတော့မယ်ကူကြီးတွေမရှိသေးဘူးပရိုက်တာတွေလည်းကောင်းကောင်းမလုပ်ပေးနိုင်ဘူးစိုးရင်စရာအခြေအနေနဲ့ပဲပလားပြင်းမှာဖြစ်နေတယ်လို့ပဲပြောရမှာပါခင်ဗျဟုတ်ကဲ့ပါဦးတကဒီဒီဂျစ်တယ်ဌာနအကြီးအကဲကိုပြည့်စုံကိုလှည့်ပေးခြင်းပါတယ်အခု မေလ3ရက်နေ့ဟာကမ္ဘာသတင်းလွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်ဒီနေ့မှာတော့ဉာဏ်ရည်တုနည်းပညာ AI ကဒီသတင်းလွတ်လပ်ခွင့်ပေါ်မှာဘယ်လိုတည်ရောက်မှုရှိနေလဲဆိုတာကိုကုလသမဂ္ဂကအဓိကအလေးပေးပြီးတော့ထုတ်ပြန်ထားကျွန်တော်တွေ့ရပါတယ်အခုလို AI ခေအပြောင်းလဲမှာသတင်းလွတ်လပ်ခွင့်အခြေအနေဟိုဘယ်လိုရှိလဲပေါ့နော်လွတ်လပ်တဲ့သတင်းဌာနတွေပေါ်မှာဒီ AI ရဲ့ဘေးရခက်မှုတွေအကောင်းကျိုးဆိုးဖြစ်နေတဲ့ပတ်သက်ပြီးတော့လေ့လာထားတယ်ကိုပြည့်စုံပြပပေးပါလားခင်ဗျ ဟုတ်ကဲ့ပါဒီဒီမေလာတော့ရနေပေါ့နော်မေလာတော့ရနေဆန္ဒစင်းလွတ်ခွင့်နေလို့ယူနေ UR တက်မှာဒီနှစ်မှာသူက UR ထူးကြီးကြားနေမယ်ဒီဟိုဟာပေါ့နော်ဟို AI နည်းပညာတိုးတက်မှုတွေကိုအဓိကပြောလာကြတယ်ပေါ့ဒီ AI နည်းပညာတိုးတက်မှုကတင်းတင်းထလို့မှုနဲ့တင်းဖြန့်ဝေမှုအပိုင်းမှာ အများကြီးတက်ရောက်လာနေတယ်ဒီဒီလွတ်လပ်တဲ့သတင်းမီဒီယာအပေါ်မှာလည်းတက်ရောက်မှုတွေရှိနေတဲ့အကြောင်းကိုဒီနေ့ဟိုတင်းနဲ့အနေနဲ့တရားလေသူကမိမောင်းထိုးပြနေတယ်ပေါ့ဒီနေရာမှာကျွန်တော်တို့တော့လေတေးရမှာဒီအကောင်အကောင်ဆိုတာဒွန်တွဲနေတယ်ကောင်းကောင်းကျုံးနဲ့ဆိုကျုံး

တည်တင်းအားအနေစပြီးတည်တင်းရေးသားမှုတည်တင်းထုတ်လုပ်မှုအဖြစ်ဒီတည်တင်းလုပ်ငန်းနေရာပေါ်မှာ AI ကိုကျွန်တော်တို့အသုံးပြုလိုက်ရတာကိုကျွန်တော်တို့တွေ့လာရတယ်ပေါ့နော်ဒီဒီဒီ TV တည်တင်းမှာသာဒီ online တည်တင်းဆုံးဒီ AI နေပညာတွေကိုကျွန်တော်တို့တုံးလာကြရတယ်ဒီတည်တင်းသမားတွေလည်းကျွန်တော်တို့တုံးလာကြရတယ်ဒါပေမဲ့တစ်ခါမှဆိုးကျိုးအနေနဲ့ကြတော့ဒီလက်ရှိဒီတည်တင်းသနာတော်တော်များများမှာ ီ AI နည်းပညာနဲ့ပတ်သက်တဲ့ဒီရှင်းလင်းပြတာတဲ့မူဝါဒချမှတ်ထားမှုနေပါနေတယ်တိတ်မရှိသေးဘူးဆိုတော့ဒီ AI order ဟိုတော့ဥမာတရင် agency တွေဖြစ်တဲ့ writer တို့ AP တို့ AFP တို့ဆိုရင်တရားတို့ရဲ့ official statement မှာကိုသူတို့ထုတ်ထားတယ်သူတို့ရဲ့ AI တွေနဲ့ပတ်သက်ပြီးဘလုံမျိုးသုံးတယ်ဟောလဲဘလောလဲဒီ AI တော့အသုံးပြုနေပတ်သက်ပြီးသူတို့အနေနဲ့ဘလုံတာဝန်ခံမှုရှိတယ်ဘလုံတာဝန်ခံမှုရှိရှိသူတို့တုံ့ဆွဲတယ်ဆိုတဲ့အကြောင်းဒီသတင်းပြတ်တက်တယ်ရှင်းရှင်းလင်းလင်းသိရှိအောင်သူတို့ထုတ်ပြန်ထားတယ်ဒါယုံကြည်မှုပုံပြီးရှိစေတယ်ဒါပေမဲ့ဒီတခြားမီဒီယာဌာနတွေတော်တော်များများမှာကြတော့ဒီလိုမျိုး ဒီတရင် AI နဲ့ပတ်သက်တဲ့ဒီရှင်းလင်းပြတ်သားတဲ့မူဝါဒအပြင်ပရိတ်သတ်ကို public ကိုခြားပြတဲ့မူဝါဒရောဒီတရင်ကန်နေတဲ့မှာဟိုတုံဆွဲနေတဲ့မူဝါဒရောရှင်းရှင်းလင်းလင်းချမှတ်တာအားနေနေတယ်အဲ့ဒီအမျိုးအခြေအနေမှာဘယ်လိုမျိုးဖြစ်လာလဲဆိုတော့အထူးသဖြင့်ဒီမျိုးဒီမြန်မာသတင်းမီဒီယာလောကမှာဆိုရင် AI ကိုတုံ့ဆွဲတဲ့ဥမာကျွန်တော်နှစ်ခုကျွန်တော်ဒီမှာတင်ပြခြင်းပါတယ်တစ်ခုကတော့ဒီဟိုဘောပေါ့နော် ဟိုဘာရတင်သုံးတာပေါ့နော်ဒီတခြားနာတဲ့နိုင်ငံခြားခုခုဟိုဘာဘာဘာရပြန်ပြီးဒီအဲ့ AI AI နဲ့သုံးတဲ့ဟာမျိုးတွေမှာဟဲ့ရတယ် AI ကိုအသုံးပြုတယ်အဲ့ဒီခါကျရင် AI ရဲ့ဘာသာပြန်မှုတိုက်ရိုက်တော်တယ်ပြန်ပြီးယူသုံးတဲ့ခါကျရင် တင်းလွှဲမောင်းမှုတွေပြည့်စင်နိုင်တယ်ဟိုတလောအတူကျွန်တော်တင်းစခရမှာကျွန်တော်တွေ့လိုက်တဲ့တီတီပို့ပို့ရမင်းရွေးတဲ့နေရာမှာ အဲတော့အခဲဖက်ကြီးကျယ်ရေဂျတ်ကြောင်းပါလေမာနာပြန်ရမှာပဲဒါပေမဲ့ AI ကလောင်စာတိုင်လို့ဘာသာပြန်လိုက်တဲ့အတွက် AI ပုံရံမင်းရွေးတဲ့နေရာမှာလောင်စာတိုင်ကအဆုံးဖြတ်ပါဝင်နေတယ်ဆိုတဲ့ဟာမျိုးတရင်ထဲမှာပါသွားတယ်အဲ့ဒါတော့ဒါတရင်သမားရဲ့ဟိုလိုအပ်ချက်ပေါ့နော် AI ကိုအသုံးပြုခြင်းပြုလို့ရတယ်အသုံးခုခေတ်ကြီးမှာ AI ကိုအသုံးပြုတာဒါဖြစ်မှုတစ်ခုမဟုတ်ဘူး အရင်ကိုတော့ပြုတ်ချင်းပြုတ်လို့ရတယ်ဒါပေမဲ့နောက်ဆုံးထွက်လာတဲ့ reserve ကိုတင်းသမားပြန်ပြီးမှန်မှန်မှန်ပြန်ပြီးဆေးစရာမယ်နောက်ဆုံးထွက်လာတဲ့ဒီတင်းကိုတင်ပြတဲ့နောက်ဆုံးထွက်လာတဲ့ output ကလူရဲ့လည်းရေးဖြစ်ရတယ်အဲ့လိုမျိုးအချက်နှစ်ချက်ပေါ့နော်တစ်ချက်ကတော့ဟိုတင်းထဏတာနေနေတဲ့ AI နည်းပညာနဲ့ပတ်သက်တဲ့ဘုံဝါးတာရှိဖို့လိုအပ်လာပြီး ဟိုနှစ်ချက်ကတော့ဟိုဒီသတင်းသမားတွေက AN ကိုတုံးဆွဲလာတဲ့အခါကျရင်ဒီဟာဟိုဟိုနောက်နောက်ဆုံးပိတ်မှာကောလေတတိထားပြီးတောင်းရင်ခံမှုရှိရှိတုံးဆွဲလာဖို့လိုရလာတယ်။နောက် AI နဲ့ပတ်သက်တဲ့နောက်တစ်ပိုင်းမှာကျတော့ဒီ fact checking လို့ဆိုရဲဒီသတင်းသူသတင်းမားနဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်။ကျွန်တော်တို့အနေနဲ့ဒီ TV မှာဆိုရင်ဘယ်လိုမျိုးဟို AI နဲ့ပတ်သက်တဲ့အတွေ့အကြုံမျိုးရှိခဲ့လဲဆိုရင်ကျွန်တော်တို့ဒီဒီ DVB ကဒီသတင်းဟို disset to presenter ဟိုအရုပ်ကိုဗီဒီယိုအရုပ်ကိုယူပြီးတော့သတင်းသူသတင်းမှာ property product တစ်ခုကိုကြော်ညာတဲ့ပုံစံမျိုးသတင်းသူသတင်းမှာဗီဒီယိုတစ်ခုဖန်တီးမှုတစ်ခုဖြစ်ပါခဲ့အဲ့အရာတွေဒီမတိဘူးဆိုရင်ဒီ AR DVB သတင်းဌာနကသတင်းပြသနာ DVB သတင်းဖတ်ကြားတဲ့နေရာမှာဒီ product အကြောင်းကိုထည့်ဖတ်သွားတဲ့အောင် ဒီနှစ်ခမ်းလှုပ်တာဒါ AI နဲ့တို့ကဘယ်လိုမျိုးသူပြုပေါ့လေဖန်တီးထားတဲ့တောင်ဗီဒီယိုအတူတွေမျိုးကျွန်တော်တို့ရှာဖွေတွေ့ရှိခဲ့တယ်ဒါကိုလည်း AI နဲ့လုပ်တဲ့ဗီဒီယိုအတူကိုအတူဖြစ်ကြောင်း AI နဲ့ကျွန်တော်တို့ပြန်ပြီးဆန်းစစ်နိုင်တယ်ဆန်းစစ်တင်ပြခဲ့တယ်ဆိုတော့အာဒီမှာနှစ်ချုပ်ပြောနေတာအကောင်းဆိုတော့ကျွန်တော်တို့တွန်းတွဲနေတယ်ပေါ့နော် ဒီကောင်းတဲ့အစိုးကိုလုံတာလဲ AI ကိုအသုံးပြုတာလဲလူတွေပဲအကောင့်ကိုလုံတာလဲ AI ကိုအသုံးပြုနေတာလဲလူတွေပဲအဲ့တော့ကျွန်တော်တို့ဒီဒီအချိန်မှာကျွန်တော်တို့ဒီမီဒီယာတမားတွေရဲ့တာဝန်ကဟိုဒီ AI ကိုတော့အသုံးပြုတဲ့နေရာမှာဘလို့ဟိုအကျိုးရှိရှိအသုံးချနိုင်တဲ့ဘက်ကနေတုံးနိုင်မလဲဘလို့တာဝန်ယူမှုတာဝန်ခံမှုရှိရှိတုံးနိုင်မလဲဆိုတာမျိုးကျွန်တော်တို့အခုချိန်မှာ စပြီးလေ့ကျင့်ပြင်ဆင်ရတော့ပဲပေါ့နော် ဟိုနောက်၄၅နှစ်လောက်နေပြောလို့မရဘူးလေအခုလိုမျိုးတရင်ကဒီစွန်းလေကန်တရင်ကစကားပြောကန်နေမှာကျွန်တော်တို့လူတွေနဲ့အတူဂန်းတူရေတူ AI journalist တွေရောက်ကနောက်၄၅နှစ်နေဝင်ပြီးပြောလာနေတဲ့အချိန်တွေမှာရှိကောင်းရှိလာနေပြောလို့မရဘူးဖြစ်နိုင်တာကိုပြောရတာပေါ့နော်အဲ့လိုမျိုးအချိန်မှကြာတော့အခုချိန်ကလေးကကျွန်တော်တို့ကဒီ AI journalist တွေရောက်ကိုလက်မခံဘူးလို့ဟို ယူနော်လေးငင်းပယ်လို့မရတော့တဲ့အခြေအနေမျိုးဖြစ်လာရင်အခုချိန်ကလေးကကျွန်တော်တို့ဒီဟာကိုလေ့ကျင့်ပြင်ဆင်ဖို့တိုးအပ်လာဒီဟာကျွန်တော်ရဲ့တောင်းဝင်ခံမှုတောင်းဝင်မှုအပိုင်းပေါ်မှာပိုပြီးမှုတည်လာတဲ့အခုချိန်ကလေးကနေစပြီးလေ့ကျင့်ပြင်ဆင်ဖို့လိုအပ်လာတယ်ဒါကြောင့်မလို့ဒီနှစ်ဒီတရင်စာတဲ့လက်ခွင်နေ့မှာဒီ AI နေ့ပညာနဲ့ဒီတရင်မီဒီယာအကြောင်းကိုကျွမ်းမိမောင်းထုတ်ပြီး င်ပြလာတယ်ကျွန်တော်ဇူဆလာတယ်ခင်ဗျာအဲဟိုပြည်စုံပြောလို့ပေါ့နော်ဒီနာကတ်မှာကျွန်တော်တို့သတင်းသမားတွေရော AI ကြောင့်လှုပ်ရှားနိုင်အောင်လို့ဆိုတော့ပထမဆုံးဘယ်လိုမြင်လဲခင်ဗျာ AI နဲ့နှိပညာနဲ့ပတ်သက်ပြီးတော့ဖြည့်ဆွတ်ပြောချင်တာရှိမလားခင်ဗျာအလုံးအလုံးရှိစီဂျင်ရှိမှာရှိတယ်ရှိလို့တော့လောက်ပုံစံတွေပြောင်းသွားတော့တည်ကြတယ်ပေါ့နော်လောက်ပုံစံတွေပြောင်းသွားနိုင်တယ်အဲကျွန်တော်တို့အဲဒါပေမဲ့ဒနိစနဲ့ဆိုင်ရတဲ့ ဟိုအခြေခံနေပြီးတော့နည်းနည်းစတဲ့မရှိတော့ဘူးပေါ့နော်အခုအခုကိုကိုကွန်ပျူတာနဲ့ဟိုစာရိုက်ကြတဲ့အချိန်မှာဟိုဘော့ပင်နဲ့ဖေးတာနဲ့စာရွက်နဲ့တော့တော့မရေးတတ်တော့ဖြစ်သွားတဲ့အချိန်နေပေါ့နော်ဒီဆယ်စုနဲ့နှစ်စုသုံးစုအတွင်းမှာပေါ့နော်အာ AI ကြောင့်ဆိုတော့ကိုပြည့်တော်ပြောတယ်ဒီအကျိုးဖြစ်ထွန်းစရာတွေအများကြီးပဲကျွန်တော်တို့ခုမပြောနိုင်သေးတာတွေကျွန်တော်တို့ခုမမြင်ရသေးတာတွေလည်းရှိနိုင်တယ်ဒီဟိုလက်လက်စာထုတ်ပေါ်ပြောဆိုခွင့်ပေါ့နော်အခု president ဒီနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုရင် AI ကိုကျွန်တော်တို့လူဟိုလူတွေကမီးကိုစတွေ့တဲ့တလို့ပဲပေါ့နော်အကျိုးပြုတဲ့နေရာမှာလည်းတုံးတယ်အအချက်အချက်တတွေမှာလည်းတုံးတယ်ပေါ့နော်အဲ့တော့ AI ကိုဘသူတွေကဒီလွတ်လပ်စွာထုတ်ပေါ်ပြောဆိုဝင် press freedom တွေတရင်လွတ်လပ်ခွင့်နဲ့ဆက်ဆက်ပြီးပြောမယ်ဆိုရင်တရင်လွတ်လပ်ခွင့်နဲ့ဆက်ဆက်တဲ့လူတွေကိုစင်စာဖြတ်တာပေါ့နော်လူတွေအမှန်ပြောတဲ့သူတွေကိုစောင့်ကြည့်တာအေးအေးယူတာအဆုလိုက်ပြောလိုက်လူပန်းပေါင်းများစွာကိုအချိန်ထဲမှာစောင့်ကြည့်တာသူရဲ့ နောက်ကျောင်းညာဆိုရင် online ဒီ trace အကုန်လုံးလိုက်နိုင်တာအဲ့လိုမျိုးနေနဲ့မကောင်းသူတွေကတုံးနိုင်တယ်เนาะရာဇဝတ်သားတွေကတုံးနိုင်တယ်ပြီးတော့စစ်အာဏာရှင်တွေကတုံးနိုင်တယ်ပြီးတော့ခုနကတော့ဒီဒီလွတ်လပ်စွာထုတ်ပေါ်ပြောဆိုတာနဲ့ဆန့်ကျင်ပြီးတော့ counter ဟိုကျွန်တော်တို့ click army လို့ပြောကြတယ်เนาะ click army ဆိုတော့တက်ကြီးတွေဖွဲ့ပြီးတော့ဒီမဟုတ်တန်းတဲ့သတင်းတွေကိုဖြန့်ချိနေတာတွေเนาะအဲအဲ့ဒီလိုမျိုး ဒီဒီအမုန်းစကားတွေဒူတစုနဲ့တစုအမုန်းစကားတွေတမန်ဖြန့်ချိနေတာတွေပြီးတော့ဒီလူခွင့်ရင်းနဲ့ဒီမိုကရေစီကိုအခြေမခံတဲ့အာနာရှင်စစ်ဟိုဒီကိုအခြေခံတဲ့ပေါ့နော်ဒီ AI ကိုနည်းပညာအသုံးပြုပြီးတော့သူတို့အကျိုးစီးပွားအတွက်အသုံးပြုတာတွေလည်းပို့ပြီးတော့များလာနိုင်တယ်အဲ့အတွက်ဒီ press freedom ဒီလွတ်လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်တရင်လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ဒီ နိုင်ငံတကာနိုင်ငံထဲမှာပြင်လျင်အစိုးရတွေရောသက်ဆိုင်ရာ stakeholder တွေရောအဲဟိုတွေရောပေါ့နော် media တွေရောဒီရက်ဖက်အဖွဲ့အစည်းတွေရောလူအဖွဲ့အစည်းတွေကစုအဖွဲ့တွေရောအားလုံးစုပေါင်းပြီးတော့ဒီ press freedom ကို change ချောင်းနိုင်တဲ့ dollar set ကိုပြောဆိုကို change ချောင်းနိုင်တဲ့ AI နည်းပညာအသုံးပြီးတော့တလွဲတုံးချခြင်း abuse တုံးခြင်းတွေကိုဘယ်လိုထိန်းသိမ်းလဲဆိုပြီးတော့စကားတွေတော်တော်ပြောရအောင်မယ် ဒါပေမဲ့ကမ္ဘာနိုင်ငံပေါင်း190တော့ကျော်မှာကမ္ဘာအစိုးရပေါင်းများစွာမှာအာဏာရှင်နိုင်ငံတွေလည်းများစွာရှိတဲ့နိုင်ငံပေါင်းစုံစုယုံပြီးတော့ဒီနေဆက်ချက်ကျော်မှုပေါင်းစုံနဲ့ဆိုင်တဲ့ AI ကိုအတွေ့အကြုံချခြင်းကိုထိန်းချုပ်ဖို့ကိစ္စကတော့တော်တော်ကိုဟိုစင်ကောမှုအကြီးကြီးအနေနဲ့ရှိနေအောင်မယ်တနည်းပြီးတနည်းအဲ့စင်ကောမှုကပို့ပြီးတော့ကြီးထွားလာနိုင်မယ်ပေါ့နော်ကျွန်တော်အစိုးမြင်တာကြီးပဲပြောတာဟုတ်ပါဘူးအကောင်းတာတွေလည်းအများကြီးရှိပါတယ် နောက်ကဒီ AI တင်းနောက်တွေပေါ်လာလို့ရှိရင်တော့အရင်ဆုံးအချင်းချခံမဲ့နိုင်ငံတော်မြန်မာနိုင်ငံလည်းဖြစ်ဖို့များတာပေါ့နော်အဲ့တော့ဒီကမ္ဘာတင်းလောလောဖွင့်နေမှာမြန်မာပြည်တွင်းကဆက်နာရှင်လောက်မှာကျင်းတောင်တွေထဲမှာဖန်စီခံနေရတဲ့တင်းသမားရဲ့အခြေအနေပတ်သက်ပြီးလဲဥမာလူဆက်ပြီးတော့ပြောပြပေးပါဦးခင်ဗျာဒီတင်းတောက်ဖန်စီထောင်ချမှုနဲ့ပတ်သက်လို့ကတော့ဟိုကျွန်တော်တို့အခုနောက်ဆုံးတင်းကတော့ဟိန္ဒရာထောင်မှာရောက်နေတဲ့ကိုတန်းထိုင်မြင့်ပေါ့နော်ကိုတန်းထိုင်မြင့်က ဒီကျွန်တော်တို့မြန်အောင်ကအခုနောက်ဆုံးကတော့ညီလက်အတန်သတင်းတော့အနေနဲ့1900နှစ်ကြာနေတယ်သူတို့အချမ်းဖက်ပုံမှ50နှစ်ကာကြီးနေပေါ့နော်အဲသူကဆိုလို့ရှိရင်ဒီအစ်စအနာတိန်အပီးမှာနှစ်ကြိမ်ထောင်ကြတာဖြစ်တယ်ပထမကြိမ်တုန်းကဆိုရင်တော့ကျွန်တော်တို့ DBB သတင်းတော့အနေနဲ့ပေါ့နော်ထောင်ကြတာပေါ့ဒီအဲ့လိုထောင်ကြပြီးတော့အဲပုံမှ55ကာကြီးနေပေါ့2021ကာကြပြီး2022မှာလွတ်တယ်အခု2020နဲ့အခု9မှာပြန်ပြီးတော့ထောင်ကြရတယ်ပေါ့နော် ဆိုတော့ဒရင်တော့တယောက်ကနှစ်ခါပြန်ထောင်ကြတယ်ဒရင်ယူမှုကိုသူတို့ကဘယ်လိုခေါ်မလဲဟိုပုံမှန်99ကကြီးတို့ပုံမှန်92တို့တကယ်အကျန်းဖက်မှုတွေနဲ့ဒရင်ယူတာအကျန်းဖက်သလားဆိုတဲ့မိကုန်ထုတ်ပါမယ်အနေထားပေါ့နော်ဒီမြန်မာနောင်းဒရင်ဌာနကကိုစိုင်းစော်တိုက်ဆိုလေဓာတ်ပုံဒရင်တောင်းနဲ့တဲ့ရခိုင်မုန်တိုင်းမှာဒရင်ယူတယ်ဒီမုန်တိုင်းဒရင်နေဘောင်းပေါဝင်ကျင်ဒရင်နေငလျင်ဒရင်နေဒါတွေယူတာဟာအပြစ်လားအဲကျွန်တော်တို့ဘက်ကဒီလိုပြောရမှာပေါ့နော် ။လက်စစ်ကောင်စီအနေနဲ့ကတော့သတင်းပန်ယူသူများကသူတို့ကအပြစ်လို့မှတ်နေတယ်။အဲသူတို့ကတော့အလုံးကောင်းနေတယ်၊တိုင်းပြည်တာယာနေတယ်လို့ပြောတယ်။ပြောကျင်တယ်ပေါ့။အဲပြောနေတယ်။ဒီသတင်းနောက်တွေကတော့အဖြစ်တွေအစင်းရမှုတွေ၊ဒဏ်ရာမှုတွေ၊ပွဲတွေကိုထုတ်တော့သူတို့မကြိုက်တဲ့အနေထားပဲ။အဲ့တော့အရာတွေအလုံးကိုချုပ်ပြီးတော့ပေါ့နော်။ဟိုကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်တော့ဟိုသတင်းသမားတရင်သမားဆိုလို့ရှိရင်ဒါကျွန်တော်200ကျော်ပေါ့နော်ဆရာနာတိန်းကြီးလေးကနေဒီနေ့အထိမှာ200ကျော်သူတို့ဖမ်းခဲ့တယ် အချို့ပြန်လွတ်ပြီးဒါပေမဲ့လက်ရှိမှာ ထောင်နေတဲမှာဆိုရင်ဒါဒီ58ဦးဟာထောင်ကြဆဲပဲဆိုပြီးတော့ဒီနိုင်ငံတကာသတင်းဖွဲ့တွေကပေါ့နော်ထုတ်ပြန်လာတာရှိပါတယ်ကျွန်တော်တို့ဒီသတင်းနိုင်ငံတကာသတင်းဖွဲ့ RSF တို့အခုနောက်ဆုံးဆိုရင် ICNL လို့ခေါ်တဲ့ဒီနိုင်ငံတကာဒီမတရားဒီခံဥပဒေရခံရတဲ့လူတွေကာကွယ်တဲ့ဖွဲ့ပေါ့နော်ဒီတွေကထုတ်ထားတာရှိတယ်ကျွန်တော်မြန်မာနိုင်ငံသတင်းသမားဖွဲ့တွေလည်းထုတ်ပြန်ထားတယ်အဲ့ဒီကကြတော့ထောင်ကြနေရလဲနင်းနေမဟုတ်ဘူးနော်ထောင်တယောက်ကို ဟို10နှစ်ကနေပြီးတော့28နှစ်အထိပေါ့နော် ထောင်နှစ်ရှိတွေခြားတာဖြစ်တယ်အခုမှပြင်လူ88ယောက်သတင်းသမားမီဒီယာသမား88ယောက်ကိုသူတို့ရဲ့ထောင်တွေသာပေါင်းလိုက်မှဆိုရင်နှစ်900နီးပါးရှိတော့မှာပေါ့469နှစ်ရှိတယ်ဆိုပြီးတော့စောစောက ICNR ထုတ်ပြန်ထားတာလည်းရှိတယ်ဆိုတော့အဲ့ဒီမှာသတင်းသမားတွေလည်းတည်ဆုံသွားရတာလည်းရှိတယ်ပေါ့နော်ဒီဒီ၄နှစ်အတွင်းမှာဆိုရင်အနည်းဆုံးသတင်းသမားကအဲကျွန်တော်တို့ရှစ်ဦးလား ဒါကျွန်တော်တည်ဆုံးနေဆိုပြီးတော့ထုတ်ပြန်ထားတာလည်းရှိတယ်ဟိုဒီလိုတည်ဆုံးရတဲ့အထက်မှာဆိုရင်လေဟိုဘလူးကွန်မလက်ဆန္ဒပြနေတဲ့တင်းတွေယူစင်မအောင်ကားနဲ့ဝင်တိုက်ပြီးတော့ဖမ်းတာ ड़ी အချင်းစကန်ထဲမှာရိုက်တာ ड़ी ပေါ့နော်ဟိုစစ်ဆေးတာ ड़ी တော်တော်များခံခဲ့ရတယ်မြန်မာနောက်တရထနာကကိုစိုင်းစောတိုက်ဆိုတော့ခံရတယ်အကျွန်တော်တို့အခုကိုတန်းထိုင်မြင့်ပေါ့နော် အခုထောင်ကြနေတယ်ကိုတန်းထိုင်မြင့်ဆိုလဲတော်တော်ကြီးကိုနှိပ်စက်ခံခဲ့ရတာပေါ့နော်ခလာ90တစ်မှာ အဲ့လိုကျွန်တော်တို့မှတ်တမ်းတွေပြန်တွေ့ရပါတယ်ဟုတ်ကဲ့ပါနောက်ဆုံးဒီနိုင်ငံကသတင်းတွေတိဆက်ပေးဖို့ကိုတမ်းမထုတ်ကိုလည်းပေးချင်ပါတယ်ဒီကြောပြန်အမေရိကန်သမ္မတဒိုနယ်ထရန့်ဆိုတာပထမရက်တရတွေ့မှာဘာတွေခေးရိုက်ခက်လဲဆိုတာကိုတမ်းမထုတ်တာတုံးသက်ပြပြပြပါလားခင်ဗျာဒီထရန့်ရက်ဒီဒီကြောပြန်ဒီခုရက်တရပေါ့နော်ဒီထရန့်2.0လည်းပြောကြတယ်အဲ့ဒီတည်းမှာ holy ရကျော်ဖြစ်ခဲ့တဲ့ရက်တရပေါ့နော်ရက်တရကအာတဲ့ထရန့်ကိုယ်တိုင်နဲ့ပြောတယ်တခြားသမ္မတတွေရဲ့လင်းနစ်တာအလုပ်ထက်သူအလုပ်တွေပိုလုပ်တယ်ပေါ့လေ ဒီသူ့ရဲ့ဒီ American သမ္မတတန်းတွေတခြားသမ္မတတွေအားလုံးနဲ့ရှင်လိုက်လို့ရှင်ရင်ဒီရာဇဝင်မှာပေါ့နော်သမ္မတတွေအားလုံးရာဇဝင်မှာကတိမုစ်ကွန်စီကန်ရှယ်ပေါ့နော်ပြီးကွန်စီကွန်စီအများဆုံးပေါ့နော်တရက်အရေးဆုံးပေါ့နော်ကျွန်တော်ကဘာလုံးအမြင်နဲ့ကြည့်မယ်ဆိုလို့ရှင်လဲအဲ့တော့ပြောကြရမလားဒီဒီ American အဲ အမေရိကန်ချောင်းဆိုရင်ကျွန်တဲ့ကဘာတွေပါတော့ကျွန်တော်တကဘာလုံးပေါ်မှာခရဲရိုက်တာနှာစီးတယ်ပေါ့နော်အဲဒီလိုမျိုးဂိတ်တကဘာလုံးခရဲရိုက်တဲ့ကိစ္စတွေအများကြီးပဲဖြစ်ခဲ့တယ်အဲနောက်တခါအခုပြီးခဲ့တဲ့ဂျပန်ရကြီးရက်တရာပေါ့နော်ပြီးခဲ့ရက်တရာစစ်တမ်းတွေအများဆိုလို့ရှိရင်တော့တော်တော်များများအဲပြီးခဲ့တဲ့သမ္မတဆင်ဆက်တွေထဲမှာပေါ့နှစ်ပေါင်း80လောက်တည်းမှာအဲ approval rate လို့ခေါ်တာပေါ့နော်ဒီ messenger ရှင်ရဲ့ သူ့ရဲ့ approve သူ့ကိုဟိုထောက်ခံတယ်ပေါ့နော်သူ့ကိုထောက်ခံတယ်အားပေးတယ်ဆိုရက်အဲဟောကအနေဆုံးအနေဆုံးအဆင့်ပေါ့နော်အာသူ့ကိုဒီလက်မခံတဲ့သူက55ရာခိုင်နှုန်းပေါ့နော်သူ့ရဲ့လိုရက်တွေကိုအားမပေးဘူးဟိုကအဲတဘောမတူဘူးပေါ့နော်တဘောမတူလား55ရာခိုင်နှုန်း56ရာခိုင်နှုန်းစသဖြင့်ပေါ့နော်အဲတဘောတူတွေထောက်ခံတယ်ဆိုတာ55ရာခိုင်နှုန်း54ရာခိုင်နှုန်းအဲ့ဒါမျိုးတွေတွေ့ရ um ဟိုနောက်ပြီးတော့ဒီစစ်တမ်းတွေအရာဆိုလို့ရှင်လည်းအချက်လက်တွေခွဲထားလာပေါ့လေအဲသူရေကောက်ပွဲကာလမှာတောက်ဆက်ပြောခဲ့တဲ့ကုံစင်းလုံးကြဆင်းဖို့လို့နော်ပြီးတော့ငွေကြေးဖောင်းပွားတာရောကြဖို့လို့ပြီးတော့နေဆက်တရားမဝင်တွေကိုမောင်းထုတ်ဖို့လို့စသဖြင့်ပေါ့နော်ဒီအဲ့ဒီအချက်လက်ပေါင်းများစွာတဲ့မှာအဲသူဟိုဒီမက်ဆနဆင်တွေရဲ့အကန့်ကွက်မှုအများဆုံးကတော့ကုံစင်းလုံးကြဆင်းတဲ့ကိစ္စအားလုံးဆိုင်ဘူးဆိုတော့မျိုးပြောကြတယ်ကုံစင်းလုံးကတော့သူ ဒီပြီးကြတဲ့ရပိုင်းအထိပေါ့နော်ဒီသမရာ20နှစ်အထိပဲကျွန်တော်တွေ့တဲ့အဲသူကဆိုလို့ရှိရင် interview တွေမှာဆိုလို့ရှိရင် तू तू ကတော့ကုန်စင်လုံးတွေကြာသွားသူတက်ထက်မှာကုန်စင်လုံးကြာသွားတယ်ပြောတယ် DC ကြီးကြာတယ်ပြောတယ်အဲ့တော့တကယ်တော့မဟုတ်ဘူး DC ကြီးမကြာဘူးနောက်ချက်ဦးစီးကြာတယ်ပေါ့နော်သူပြောတယ်တကယ်တော့အပြင်ကုန်စင်လုံးတွေကမကြာဘူးအဲ့ဒါသူလက်ထက်မှာဒီ net set တရားမဝင်ဝင်ရောက်မှုကြာသွားတယ်အဲ့ဒါကတော့ဟုတ်တယ်တော်တော်ကိုကြာသွားတယ်ဒါပေမဲ့အဲ့ဒီတော့သူ set ဟိုပါဘောเนาะဒီတန်း20လောက်ထိပြန်ပို့မယ်เนาะရာဇဝင်မှာအကြီးမားဆုံးဒီတရားမဝင်နေဘူးအဲပြန်ပို့မယ်ကိစ္စကဒီလင်းနဲ့အတွဲမှာတန်း20လောက်ပို့မယ်ဆိုလို့ရှိရင်เนาะတစ်နှစ်ကို4-5တန်းလောက်ပို့ရမယ်တတတော်တော်ကိုအစုလိုက်ပြုံလိုက်ပေါ့เนาะအဲ့လိုပို့ရမယ်ဆိုလို့ရှိရင်တစ်လတစ်လကိုသိန်းပေါင်းများဆိုတာပို့ပြန်ပြန်မောင်းထုတ်ရမယ်ပေါ့เนาะအခုရက်တရာအတွဲမှာသူ6ပေါင်းလောက် ပြန်ပို့ထားတယ်ပေါ့အဲ့မှာလဲ signal တွေဖြစ်ကြရတော့เนาะဒီ American နိုင်ငံသားအဆင့် citizen အဆင့်ရှိတဲ့ American နိုင်ငံသားတွေလဲမှားရောဖန်စီပြီးတော့ပို့ထားတယ်သူကတော့လေတရားမဝင်လာပြီးအားလုံးကလူသတ်မှုတွေကျူးလွန်ထားတယ်အာရမမရင်းကောင်တွေဖြစ်တယ်တကိုးတွေဇပိုးတွေဖြစ်တယ်ပေါ့เนาะအကုန်လုံးတိမ်ကြုံပြောတဲ့ဟာမျိုးတော့ကျွန်တော်တို့တွေ့တယ်အဲဆိုတော့ဒီဒီရက်တရားအတွင်းမှာအပြောစရာတွေရောအများကြီးပဲရှိမယ်တကဘာလုံးမှာ တော်တော်လေးကိုအော်အော်တောင်းရင်ဖြစ်ရတဲ့ကိစ္စတွေတက်တရာတွေမှာအများကြီးပဲဖြစ်တယ်အဲ့ American ကဒီ CIA ကြဆင်းမှုတို့ကဘာကြီးရဲ့ဥဆောင်ကဏ္ဍကနေရော့ချဖို့ American ကဥက္ကဋ္ဌကိုပြန်သွားဖို့စသည်ပေါ့နော်အဲ့လိုမျိုးအဲတုံ့တက်နေကြတာဒီအားလုံးကအခုရက်တရာအလားအလာကိုကြည့်ပြီးတော့ပေါ့နော်နောက်ထပ်ဒီသမတနဲ့ နေရမဲ့၄နှစ်တာအတွင်းမှာဘာတွေပြန်ဆိုင်ရမလဲဆိုလို့ဆိုရင်သူတွေလည်းဆိုရင်ကြတယ်เนาะဒါပေမဲ့ Trump ကိုပဲမဲပေးခဲ့ပြီးတော့ Trump ကိုပဲအာယုံကြည်တယ်ပေါ့เนาะ Trump ကိုယုံကြည်တယ် Trump လောက်တာတွေကမှန်တယ်အာ American ကောင်းလို့သူတားတွေလုံနေတယ် Low Rose မှာနာကျင်တာတွေရှိမယ်ဒါပေမဲ့ရရှိမှာပိုကောင်းနိုင်တယ်အာခဏတော့ Jet မှာပေါ့ဒါပေမဲ့ American မှာ American မှာစိတ်ယုံကြည်တယ်ပေါ့เนาะ ဒီပစ္စည်းထုတ်လုပ်တဲ့စက်ရုံကြီး American ကိုပြန်ပြီးတော့ရောက်လာမယ် American မှာဒီစက်ရုံအလုပ်ရုံကြီးတွေပို့ပေါ်လာမယ်စသဖြင့်အဲ့လိုနောက်ပိုင်းရရှိမှာစီးပွားရေးပို့ကောင်းလာမယ်ဆိုပြီးတော့အဲယူဆတဲ့သူတွေလည်းကျွန်တော်တွေ့နေရတယ်အဲ့တော့လောလောဆယ်ကုန်စည်နှုန်းထက်တာကအခြေခံလူရန်းစားတွေလက်လုံးလက်စားတွေလူလက်တန်းစားတွေပြဿနာအကြီးအကျယ်ရှိနိုင်တယ်ဆိုပြီးတော့စိုးရင်တဲ့သူတွေလည်းအများကြီးပဲရှိတယ်အခုလောလောဆယ်စစ်တမ်းဒေတာတွေအရဆိုလို့ရှိရင်တော့ဒီတပတ်အမေရိကန်တပတ်အစင်ဆက်ပါ တို့တောက်ခံတို့ဆိုရင်ဘို့ပေါ့နော် approval rating အစိုးဆုံးအနေထားပေါ့တော့ဒီအခုလောလောဆယ်အဲတွေ့နေရတဲ့တရင်ပေးဖို့ချက်တွေအားလုံးပါကျွန်တော်အဲ့လိုတွေ့နေရတယ်နော်လာမယ့်သတင်းပတ်ဒီမှာလည်းကဘာနဲ့မြန်မာမှာအချိန်နဲ့မြန်ဖြစ်ဖြစ်နေတဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်တင်ဆက်ပေးဖို့ရှိကြအောင်ပြောပြရနေပဲဒီစီစဉ်ကိုအဆုံးသတ်လိုက်ပါစေခင်ဗျာဒီစီစဉ်မှာပေါင်းစနေပေးခဲ့ကြတဲ့ဒီပီဖွဲ့သားတွေအားလုံးကိုရရှိရှိအားပေးကြတဲ့ဒီပီပေးတဲ့အားလုံးကိုလည်းထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ